ကမ္ဘာပထမဆုံးအသက်ငယ်ကားဆက်ရုပ်တီထွင်ကအိုလံပစ်ဆက်ရုပ်ပြိုင်ပွဲမှာဆုရခဲ့တဲ့မြန်မာလူငယ်များပရိသတ်များအားလုံးမင်္ဂလာပါရှင်။ Egris Diary ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျမတို့ရဲ့ပရိသတ်တွေအားလုံးကိုဒီနေ့မှတော့မြန်မာနိုင်ငံလုံးအတွက်ဂုဏ်ယူစရာကောင်းတဲ့သတင်းသဘောနဲ့မိတ်ဆက်ပေးခြင်းပါရစေ။ဤပညာမှာကျမတို့နိုင်ငံကနောက်ကျကျနေခဲ့ပါရစေ။နိုင်ငံတကာနဲ့ရှင်ရဲ့အများကြီးလိုသေးရလို့ပြောနေကြတဲ့ချိန်မှာအဲ့ဒီစကားတွေကိုခြေဖြတ်ပြီးတော့ကမ္ဘာအလယ်မှာမြန်မာအလံကိုဂုဏ်ယူဝင်ကြောစွာနဲ့လင့်ထူပြခဲ့တဲ့လူငယ်လေးတွေရှိနေပါပြီ။သူတို့ကတော့ဝီးရ ာ Genius မြန်မာဆိုတဲ့နာမည်လေးနဲ့လိုက်ဖြတ်စွာပဲကမ္ဘာအစဉ်မြင်းပေါ်မှာမြမညံရီကိုတက်တည်ပြခဲ့တဲ့ကျမတို့ရဲ့ခုံဆောင်လူငယ်တွေပါပဲသူတို့ဖွဲ့လေးမှာတော့မောင်မိုးပြေဆောင်ကျော်ကျော်ဖုံးခန့်စော်နဲ့ညံကိုတို့ပါဝင်ပါတယ်သူတို့ဟာအသက်17နှစ်22နှစ်ဝင်းကျင်ကလေးတွေဖြစ်ပါတယ်သူတို့ကကမ္ဘာဆက်ရုပ်အိုလံပစ်ပြိုင်ပွဲကိုဝင်ခဲ့တာပါကမ္ဘာဆက်ရုပ်အိုလံပစ်ပြိုင်ပွဲ World Robot Olympic WRO ဆိုတာကအနာဂတ်ရဲ့အင်ဂျင်နီယာတွေတီထွင်သူတွေစုစည်းပြီးတော့သူတို့ရဲ့နေပညာအစွမ်းအစတွေကိုပြသကြတဲ့က ကမ္ဘာအကြီးအကျယ်ဆုံးပြိုင်ပွဲကြီးတွေထဲကတစ်ခုပါဒီနေ့ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာကျင်းပခဲ့တဲ့ WHO Asia Pacific Open Championship 2025မှာတော့ ဂျပန်၊တောင်ကိုရီးယား၊စင်ကာပူလိုနည်းပညာအင်အားကြီးနိုင်ငံတွေအပါအဝင်နိုင်ငံပေါင်း40ကျော်ကအသင်းတရာကျော်ပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်။အစိုးရရဲ့ထောက်ပံ့မှုအပြည့်အဝရရှိထားတဲ့အသင်းတွေအရင်အမြင့်ပြည့်စုံတဲ့နိုင်ငံကကလေးတွေကြားထဲမှာကျမတို့မြန်မာနိုင်ငံကိုစားပြုဝီယာဂျီနီယပ်စ်မြန်မာအဖွဲ့ကရင်မောင်းတန်းပြီးတော့ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။သူတို့ရဲ့တီထွင်မှုကညံရီတုအသုံးပြုရှာဖွေခဲ့စေရေးစက်ရောက်ကားဖြစ်ပါတယ်။ကျမတို့နိုင်ငံကငလင်ကျောပေါ်မှာတည်ရှိနေတဲ့အတွက်ငလင်ဘေးအန္တရာယ်ချင်းချောင်းမှုတွေကိုအမြဲယဉ်ဆိုင်နေရပါတယ်။အဆောင်တွေ ပြောကြတဲ့အခါမှာအပြက်ဆေးတွေဂျာပိတ်မိနေတဲ့လူတွေကိုအချိန်မီကယ်တင်နိုင်ဖို့ဆိုတာအသက်နဲ့အချိန်ကိုလူရတဲ့အရေးကြီးဆုံးကိစ္စပါဒီလက်တွေ့ကြတဲ့ပြဿနာကိုကျမတို့ရဲ့လူငယ်လေးတွေကနောက်ဆုံးမနေ့ပညာနဲ့အပြေရှာခဲ့ပါတယ်သူတို့ရဲ့ဆက်ရုပ်ကားလေးဟာလူငယ်စဲရေးသမားတွေအစားအန်ရယ်များတဲ့အပြက်ဆေးတွေဂျာတွေကိုဝင်ရောက်ပြီးတော့ object detection ဆိုတဲ့ AI နည်းပညာနဲ့ ပိတ်မိနေတဲ့လူနာတွေကိုအလိုလျောက်အရှာဖွေပေးနိုင်ပါတယ်။သူတို့ကိုယ်တိုင်တည်ဆောက်ထားတဲ့ AI model နဲ့ data sets တွေကိုအသုံးပြုပြီးတော့တာဟာလူလားအရာဝတ္ထုလားဆိုတာကိုတိတိကျကျခွဲခြားသိမြင်နိုင်ပါတယ်။ပြန်ပွဲမှာ presentation လုပ်တဲ့အခါမှာတော့အတိုင်းတွေအလုံးအင်အားသိမ်းခဲ့ရပါတယ်။ဒီပညာဖွင့်ပြမှုနောက်ကျတယ်လို့သတ်မှတ်ခံထားရတဲ့နိုင်ငံကကလေးတွေရဲ့ပါဇက်ကနေနောက်ဆုံးပေါ် AI နည်းပညာတွေအကြောင်း robotic ခါရဲ့အစပိုင်းဆိုင်ရာတိဆောက်ပုံတွေကိုကြွန်းကြွန်းကျင်ကျင်နဲ့အရှင်းပြသွားတာကိုတွေ့ရပါတယ်။ ဘာသာစကားခက်ခဲကိုကြော်လွားပြီးတော့သူတို့ရဲ့တီထွင်မှုတွေကိုယုံကြည်မှုအပြည့်နဲ့တင်ပြနိုင်တဲ့အတွက်ဒိုင်းတွေအားလုံးကတော့သူတို့ရဲ့ကြိုးစားမှုနဲ့အညံ့ရီကိုအတိမတ်ပြုခဲ့ရပါတယ်။နောက်ဆုံးမှာတော့နိုင်ငံပေါင်း40ကျော်ကအကောင်ဆုံးအသင်းတွေကိုကြော်ဖြတ်ပြီးတော့ကျမတို့ရဲ့ We are Genius မြန်မာအဖွဲ့ကဂုဏ်သိက္ခာအရှိဆုံးပထမဆုံး First Place Award ကိုဆုခွင့်နိုင်ခဲ့ပါတယ်။အဲ့ဒီခိုက်ချက်မှာမြန်မာနိုင်ငံရဲ့အလံတော်ကကမ္ဘာစစ်ရုပ်ပြိုင်ပွဲရဲ့အမြင့်ဆုံးနေရာမှာဂုဏ်ယူဝင်ကြွားစွာနဲ့တက်လူလူလွှင့်ထူနိုင်ခဲ့ပါတယ်။ဒီအောင်မြင်မှုဟာဒီကလေး၃ယောက်နဲ့ တို့ကိုလေ့ကျင့်ပေးခဲ့တဲ့ဆရာတွေအတွက်မဟုတ်ပါဘူး။အခွင့်အလမ်းတွေနဲ့ပေါပြီးတော့ကန့်သက်ချက်တွေများတဲ့ပဝင်းကျင်မှာတောင်ကြိုးစားရင်ဘာမှမဆိုဖြစ်နိုင်တယ်။မြမညံကြီးဟာကမ္ဘာအဆင့်မှီတယ်ဆိုတာကိုတသိပြလိုက်တဲ့မြမတနိုင်ငံလုံးအတွက်အကုန်ယူစရာသမိုင်းမှတ်တိုင်တစ်ခုပါ။ဒီလိုမျိုးကုံဆောင်ခဲ့တဲ့ဝီယာဂျီနီယပ်စ်မြမအဖွဲ့ဝင်လူငယ်လေးတွေကိုရောသူတို့ကိုနောက်ကွယ်ကနေအားတက်တရောပံ့ပိုးပေးခဲ့တဲ့ဆရာသမားတွေမိဘတွေကိုပါဒီနေရာကနေလေးစားစွာနဲ့ဥညွတ်ကုန်ပြလိုက်ပါရရှင်။ပရိသတ်တို့ကရောကျမတို့ရဲ့အကုန်ဆောင်လူငယ်တွေဖြစ်တဲ့ဝီယာဂျီနီယပ်စ်မြ မြန်မာအဖွဲ့အတွက်ဂုံပြူစကားလေးတွေအားပေးစကားလေးတွေပြောသားခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်